ြေထဲကိုကျွန်သွားတဲ့အဆောက်အဦတွေအတွက်ကိုဆောက်လုပ်ရေးတွေဘက်ကရောကြီးပေးမယ်ဆိုတာမျိုးရောကြားမိလားရှင်ရောကြီးကိစ္စကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်ညာတုန်းကပြောထားတဲ့စကားတွေပြီးတော့စာချုပ်မှာပါဝင်ထားတဲ့အချက်လက်တွေနဲ့ညှိဖို့လိုပါလေရှင်ကျွန်ညာတုန်းကတော့ငလင်တန်ဘလောက်ထိခံနိုင်တယ်လို့ပြောပြီးတော့မှတကယ်တမ်းငလင်တန်မခံနိုင်ဘူးဆိုလို့ရှိရင်ပေါ့နော်ဒီကျမှုဆိုင်ရာဥဒေပုံမှန်420 409ကိုချိုးဖောက်ပြီးတော့လှည့်ဖြားရောင်းချခြင်းလိန်လယ်မှုတွေနဲ့တရားစွဲလို့ရပါလိမ့်ရှင် တချို့ကကြတော့ဗောနော်သူတို့ရဲ့လုံတဲ့ကျွမ်းကျင်မှုတွေကိုယူပြီးတော့ဖောက်ကြလာစာချုပ်ချုပ်တဲ့အခါမှာအချက်လက်မပြည့်စုံတယ်လို့ရှိနေတွေလည်းမပါပါဘူးရှင်တပ်ပါဒီပါဖို့ဆိုတာလည်းပုံဝေးဗောနော်နားလည်မှုနဲ့စာချုပ်ချုပ်တယ်နားလည်မှုနဲ့စောက်ကြရတယ်အမှန်ဆန်ချက်တစ်ခုမှမပါဘူး သူတို့စီအားဆိုလို့ရှိရင်တော့ငွေရဖို့နေနေတတအင်လာဆက်ဖို့ကိုတော့မှမျှော်လင့်ချက်ချလို့မရပါဘူးရှင်နောက်တစ်ခုကတော့စာချုပ်မှာငလင်တန်ခံနိုင်တယ်လို့စကားပါခဲ့တယ်ဆိုလို့ရှိရင်တရားစွဲတဲ့အခါမှာ window loose ကကြတော့50 50ပဲရှိပါတယ်ရှင်။ဘာလို့လဲဆိုတော့ငလင်တန်ခံနိုင်တယ်ဘယ်လောက်ခံနိုင်တယ်ဆိုတော့မပါဘူးပေါ့နော်။ဟုတ်နောက်တစ်ခုကတော့ငလင်တန်ဘယ်လောက်ထိခံနိုင်တယ်လို့ပါလာခဲ့ပြီဆိုလို့ရှိရင်တော့ခံနိုင်ရည်ထက် မကျော်ရင် ဒါဒီမှုကနိုင်ဖို့က90ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းထိရှိပါတယ်ရှင်။ Fresher ပါတဲ့အဆောက်အဦတွေမှာဆိုလို့ရှိရင်တော့ ACN ကုတ်တွေပါပါတယ်။အဲ့ဒီ ACN ကုတ်တွေမှာတိုင်ဆိုင်ဘလို့သုံးထားတယ်ဘလောက်ထိခံနိုင်ရည်ရှိတယ်ဆိုတာကုတ်ထဲမှာပါပြီးသားရှင်။ ဆက်ချောင်းရဲမှာဆိုလို့ရှိရင်လေ ACI ကုတ်ကင် gravity only နဲ့ run လာဒါမှမဟုတ် seismic wave တွေနဲ့ run လာဇုံဝမ်းနဲ့ run လာဇုံကူးနဲ့ run လာပေါ့နော်ဘလောက်နဲ့ run လဲဒါတွေကပြန်ကြည့်ရပါလေအဲ့ဒီကုတ်တွေထဲကြော်လွန်သွားတဲ့ငလင်တွေဆိုလို့ရှိရင်တော့တရားစွဲလဲအယောစားမရနိုင်ပါဘူးဘာလို့လဲဆိုတော့တတ်မှတ်ထားတဲ့ခန္ဓာကြီးအားထိုက်ကြော်လွန်သွားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီတဘာဝကြီးကကြော်လွန်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ အာဒါတို့ရောစားမရနိုင်ဘူးပေါ့အဲ့တော့ရောကြီးရမရဆိုတာသူကအချက်ကပြောခဲ့သလိုမဲပေါ့နော်အချက်လက်တွေနဲ့ညှိတလားကိုစာချုပ်ချုပ်ခဲ့တော့ငါအော်ဒီချက်လက်တွေပါတလားဇုံဘလောက်ထိခံနိုင်တယ်လို့ပါတယ်လဲဟုတ်ပြီ structure ပါတယ်ဆိုလို့ရှိရင်ဒီ structure ထဲမှာရောဘလောက်ထိခံနိုင်တယ်လို့ပါပေးလဲပေါ့နော်ဒါလေးတွေကိုတစ်ချက်ပြန်ကြည့်ရပါတယ်တကယ်လို့ကိုယ့်ရဲ့စာချုပ်ထဲမှာရော structure ထဲမှာရောဒီ7.7လောက်ကို ခံနိုင်ရောက်တဲ့အနေအထားတစ်ခုပါတယ်ဆိုလို့ရှိရင်တော့ဒါရော်ကြီးရဖို့အတွက်ကန်ထရစီမှာတော့ပြီးတော့ညှိနှိုင်းလို့ရတယ်မပေးဘူးဆိုလို့ရှိရင်တရားစွဲလို့ရပါလိမ့်ရှင်ဟုတ်ကဲ့အခုကအိန္ဒိယပစ္စည်းရာလည်းအရမ်းများတာဆိုလို့ဒီစီပင်ဘက်ကရောဘယ်လိုတာဝန်ယူတာတွေလုပ်ပေးလဲရှင်စီပင်ဘက်ကတော့ ပြိုကြရတော့မယ့်အိမ်လေးပေါ့နော်စီးပြီဆိုလို့ရှိရင်ဆိုင်နေနေတဲ့အိမ်လေးဖြိုးဖို့ဖြတ်ဖို့ဆိုလို့ရှိရင်တော့သူတို့စီမှာစည်ရင်တော့ပေးရပါတယ်။ကိုယ်လက်ရောက်တယ်ဆိုလို့ရှိရင်စီပင်ဘက်ကလာပြီးတော့ဖြိုးဖြတ်ပေးပါတယ်ရှင်။ဒီအိမ်လေးနေတဲ့မနေတဲ့ဖြိုးတဲ့မဖြိုးတဲ့ဆိုတာလည်းစီပင်ဌာနမှုလေးပေါ့နော်အမားတွေကလည်းလိုက်ပြီးတော့စစ်ပေးနေပါတယ်။ဖြိုးရမယ့်အိမ်လေးဆိုလို့ရှိရင်အရှင်တခါလေးပြောခဲ့တယ်ဖြိုးရမယ်ပေါ့နော်စင်းနေပါတခါလေးကောက်သွားတယ်။အလဲကြရတယ်ဆိုလို့ရှိရင်တော့သူတို့စီကနေလာပြီးတော့အစိုးရဖြတ်ပေးတယ်ပေါ့နော်။လူဝင်အားမမျှတာရယ်ဒီဆက်ရမ်းတရားအင်အားမမျှတာရယ်နောက်မန္တလေးတိုင်းတစ်ခုလုံးနဲ့ ဆားတယ်ဆိုလို့ရှင်ထိခိုက်ဆုံးရှုံးမှုကများတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့လည်းဒါလုံးတော့လုံးနေတယ်ရမ်းများတာဖြစ်တဲ့အတွက်နှီးနေတယ်ပေါ့နော်အဲဒီလိုဒီလိုမျိုးလေးအခြေအနေတော့ရှိပါတယ်ရှင်အိမ်ဖြုံမယ်ဆိုလို့ရှင်ဆင်းတော့ပေးပြီးပြီးစောင့်ရမယ့်အနေအထားတစ်ခုပဲရှိရဲ့ရှင်ဟုတ်ကဲ့အခုလိုအိမ်နေဖြိုချရမယ်ဆိုတော့အင်ရှင်တွေအတွက်ဘလောက်ထိထိခိုက်ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်လဲရှင် အင်ချိုဖို့ဆိုလို့ရှိရင်တော့အင်ရှင်တွေကပေါ့နော်ကောက်ဦးဆောက်တာတော့မှနားမလဲတော့ပေါ့နော်ချိုဖို့ဖြတ်ဖို့ဆိုတာခေါ်ဖို့ဆိုတာလည်းတို့မှအဆက်အသွယ်မရှိပါဘူးတို့မှအဆက်အသွယ်မရှိဘူးဟိုဘသူ့ကိုဘယ်လိုပြောရမှန်းမသိဘူးအဲအဲ့လိုမျိုးလေးတွေပေါ့ပြီးတော့ခေါ်လိုက်တဲ့လူတွေကြတော့လေဟိုတမတမတ်ကြက်ကြလာပြီးတော့အင်ချိုဖြတ်ကြတဲ့လူတွေရှိသလိုအဒီလိုပဲဟိုတောက်လိုက်စားလိုက်ဤပဲပဲနဲ့လိုက်ပြီးတော့မှငွေသာတောင်းသွားတယ်ပေါ့နော်ငွေသာတောင်းသွားတယ်လုပ်ငန်းကအရာမတွင်ဘူးပေါ့ဒါမျိုးလေးတွေလည်းရှိတယ်ဟုတ်ကဲ့ရှင် မအနေနဲ့ရောအင်ရှင်တွေအတွက်ဘယ်လိုမျိုးအကြံပေးချင်တာမျိုးရှိလဲရှင်သောဦးတစ်ခုစောက်တဲ့အခါမှာပေါ့ဆောက်လို့ရေးပိုင်းကိုတော့ပြစ်မတင်လိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေအရကဒါစစ်ဘေးရေးဘေးငင်းဘေးမီးဘေးဒီဘေးအနေမျိုးစုံနဲ့ကြုံနေရတာဖြစ်တဲ့အတွက်အင်ရှင်နီယာလည်းတူတက်နိုင်တဲ့ငွေလေးတွေနဲ့စောက်တာပေါ့နော်။ဟိုကန်ထိုက်တွေလည်းအများကြီးရှိပါတယ်။ကောင်းတဲ့ကန်ထိုက်တွေလည်းရှိသလိုမကောင်းတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်။တွန်တွဲနေတာပေါ့။ခုနောက်ဆောက်မဲ့အင်ရှင်တွေကပြောချင်တာက ကယ်၍မြန်ကိုကအဆောက်အဦတစ်ခုဆောက်ဖို့ခန်း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 ဆောက်ဖို့ငွေမလုံလောက်ခဲ့ဘူးဆိုလို့ရှိရင်ကိုပိုင်ထားတဲ့မြေခွက်ပေါ်မှာပေါ့နော်ဟိုထင်းရဲ့အိမ်မဲနေနေဟိုပြင်ထောင်လေးပဲနေနေနံကက်လေးပဲနေနေပေါ့နော်ဟိုဒီလိုမျိုးလေးကိုအရင်ဆောက်ပြီးတော့နေပါကိုမှငွေအရန်များလာပြီးဆိုတော့မှဒီအိမ်ဆောက်ဖို့အတွက်တာဂက်ပြည့်ပြီးဆိုတော့မှအဆောက်အဦကိုခန်း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 လေးဆောက်ဖို့ပြန်ပြုရှင်ပါတယ်အိမ်ဆောက်မဲ့သူတွေပေါ့နော်ဒီဇိုင်းနဲ့စထရက်ချာလေးရောရအောင်တွေ့သေးပါ ကိုဆောင်မဲ့ညီနေရပြီးဖို့မြေတွေဖြစ်နေလားချောင်းပေါ်ကလူပြန်ဖို့ထားတာလားချောင်းနဲ့မိသလားကန်နဲ့မိသလားဘာနဲ့မိသလဲပေါ့နော်ဒါမျိုးတွေကိုလည်းတစ်ချက်ပြန်ပြီးတော့ဆန်းစစ်ပါရှင်အခုငလင်ကတော့ဒီအကုန်လုံးပေါ့နော်အင်ရှင်တွေရောကန်ထရိုက်တွေရောအင်ဂျင်နီယာတွေရောဒါပညာပေးတော့တာဖြစ်ပါတယ်ငါရှိသေးတယ်ပေါ့ပေါ့တန်တန်မလုပ်ကြနဲ့ဆိုတော့တတိပေးချက်တွေပေါ့နော်အင်ရှင်တွေရောကန်ထရိုက်တွေရောအင်ဂျင်နီယာတွေရောကူအားစာပြီးတတိချာချာလေးနဲ့စီစီလေးလေးနဲ့အင်စောက်ကြဖို့လည်းပြန်ပြူချင်ပါတယ်ရှင်